ဒီနေ့ကစောက်လေးတအုပ်ဖတ်တယ်ဆရာကြီးရဲ့စောက်ဖတ်တော့စောက်အောင်မှာပါပါလဲဆိုတော့အရင်တော့ကနေအဲဂျာစာတင်းကျန်အမတ်ကြီးအေးဂျာစာတင်းကျန်အမတ်ကြီးကတိဟတူလေတိဟတူလေဥစ္စနာမင်းရဲ့သားတော်တိဟတူ ਨੇ သူ ਨੇ ကဟိုပြဿနာတက်တယ်ပေါ့ဆရာကြီးရဲ့ဟိုတမိုင်းမှာဆိုလို့ရှိရင်ပေါ့နော်အဲ့မှာ तू ကအဲဥစ္စနာမင်းကြီးကို तू ကဟိုဘယ်လိုခေါ်မလဲဟိုဘယ်လိုခေါ်လဲ तू တွေ့နေတဲ့အချိန်ပေါ့နော် तू ကဟိုဘာပေါ့ ညီနာကမှာဟိုဖြစ်တဲ့အချိန်မှာတော့အဲဦးဘယ်လိုခေါ်မလဲလေးမြက်ပြုတ်နေတဲ့အချိန်မှာတိဟတ်သူကသူ့ရဲ့သွားမဲ့လမ်းမှာရသတင်ညာပိတ်နေတဲ့အတွက်သူကကုန်းသွင်းနဲ့ထွေးချလိုက်တယ်တန်တင်းလေးထဲမှာဆရာတန်တင်းလေးထဲမှာထည့်ဆိုအဲအဲ့ဒါလေးပြောချင်တာဆရာကြီးအဲ့ဒီအစ်စကလုံးလေးတိသွားတော့ဗောနော်ဆိုတော့အဲ့ဒါဖလဲပြီးတော့သူကတက်တာလို့တော့ပြန်သုံးမယ်သူကတန်တင်းကိုယူခဲ့ဆိုတဲ့စကလုံးသုံးလုံးပြောတယ်လို့ပြောတာလေအဲ့ဒါကိုပြောချင်တယ်အဲ့ဒါတော့အဲ့ဟာကဘယ်လိုဟာမျိုးလဲဆရာကြီး အတူတူပဲလေတန်တင်းဆိုလဲရှေ့ရခေါ်တန်တင်းဆိုလဲအဖုံးပိတ်ပါတဲ့ထဲ့ကြာကိုတန်တင်းလို့ခေါ်တာပါပဲနော်တန်တင်းဆိုရကတော့ဒီတင်းဆိုတာတကယ်တော့ဟိုပြည့်တင်းတယ်ဆိုတဲ့ပဲဗောနော်တင်းတယ်ဆိုတာပြည့်တင်းတဲ့အသေးပဲပြည့်ပြည့်တင်းတယ်ဟိုသုံးမိနိုင်တဲ့အရာပေါ့နောက်သုံးမိနိုင်တဲ့အရာတန်းဆိုတာလေးကဆွဲမြဲတဲ့သဘော တန်ဆိုတာခိုင်မာတယ်ဆွဲမြဲတယ်ဆိုတဲ့ပဲရတောင်မွေးတည်တင်တန်ဆိုတာခိုင်မာတဲ့အတိတ်ပဲဆွဲမြဲတဲ့အတိတ်ပဲဆက်ဆက်တဲ့အတိတ်ပဲတန်ဆိုတာလေဟိုတက်နေတူတူပဲတောင်တောင်ဘာသာတက်နေတူတူပဲတန်ဆိုတာတက်တာတက်တာတစ်ခုနဲ့တစ်ခုတွဲတာပေါ့မကြည်သေးတဲ့တစ်ခုနဲ့တစ်ခုဟာနေတက်ထားလိုက်ပါဆိုရင်တက်တက်ကိုတက်တာနဲ့တန်တာနဲ့တူတူပဲနော် တတ်နဲ့တန်နဲ့တူတူပဲတစ်ခုနဲ့တစ်ခုဟိုဆက်ဆက်ထားတာအဲ့ဒါကိုတန်လို့လည်းခေါ်ပါတယ်ရှင်းတော့ကတော့တရားတပောင်းနဲ့ပကန်းခက်ကတရားတပောင်းနဲ့ဆွဲတာတောင်းတန်လို့ခေါ်တယ်နော်တရားတပောင်းအေးတရားတပောင်းဆိုရင်တန်လို့ခေါ်တယ်တရားဆွဲတာကိုပဲတန်တယ်လို့ပြောတယ်နော်အဲ့ဒါတန်စာပေါင်းဆက်တာလည်းပြောတယ်ဒါကြောင့်မို့ ပေါင်းဆက်တဲ့အရာပေါ့ခုနသစ်တံပါလဲတန်တင်းရလဲဒီဟာလဲပြောလို့ရတာပေါ့နော်တန်ဆိုတာပေါင်းဆက်တဲ့အတိတ်ပဲဒါကြောင့်မို့ပကံခက်ကထားပါတော့ကျွန်နေလေတွေလူတွေနွားတွေလှူတယ်ဖះရောက်လှူတဲ့ခါကျတော့ဖះရောက်လှူတဲ့ခါကျရင်ဘယ်ရွာကဘလောက်ဘယ်ရွာဘလောက်နော်အဲ့ဒါလူဘလောက်လှူတယ်ဆိုတော့လူပေါင်းဘလောက်ဆိုတော့အခါပြောရင် John ဆိုတာသူ John Tan 80 John Bao 80 John Bao 80ပေါ့ Tan 80 John Tan 80 Le Tan 90 Le Ya Le ပေပေါင်းပေါ့အဲ့လိုကပြောတာဗျ Tan ဆိုတာလေအဲ့လိုပြောတယ်တတ်တာနဲ့လည်းတူပါပဲဒါကြောင့်မို့ Tan ဆိုတာပေါင်းလိုက်တဲ့သဘောတတ်လိုက်တဲ့သဘောဟုတ်လားဟုတ်ပါဘူးဟိုမှာရှင်းတော့ အလောင်းမင်းတရားတစ်ခက်တုန်းကဟုတ်လားထန်းလုံးတိုက်ကြီးတွေလောက်ရတော့မဟုတ်လားထန်းလုံးတိုက်ဟုတ်ထန်းလုံးတိုက်ကြီးဆိုထန်းလုံးကြီးတွေတစ်ခုနဲ့တစ်ခုတွဲတာထန်းလုံးတိုက်ပေါ့တစ်သားတွေပါတယ်တစ်ခုနဲ့တစ်ခုတွဲရင်တော့တစ်တက်ပေါ့ဟုတ်လား